ယူရိုပါလိဘောလုံးပွဲအပြီးမှာချန်ပီယံစ်ဘားအသင်းရဲ့ကစားသမား၃ဦးစုတစိမ့်မရတဲ့အတွက်ဥရောပဘောလုံးအဖွဲ့ချုပ် UEFA ကတောင်းပန်ခဲ့တယ်လို့သိရပါဗျ။မေလ22ရက်ကစပိန်နိုင်ငံဘီဘာအိုမြို့မှာကျင်းပတဲ့ All English Final ယူရိုပါလိဘောလုံးပွဲမှာစပါအသင်းကမန်ယူအသင်းကိုတကောကိုမရှိနဲ့အနိုင်ရပိုးဆွဲခဲ့ပါဗျ။ဘောလုံးပွဲအပြီးစုချီမြင့်ရမှာစပါအသင်းကောင်းဆောင်ဆောင်အောင်ပြန်ပွဲတစ်လျှောက်အကောင်းဆုံးကစားသမားဆုရရှိသူရိုမဲရိုနဲ့ဘန်ဒန်ကာရို့သုံးဆုတစိမ့်မရတဲ့အပေါ်ဝေဖန်မှုတွေထွက်ပေါ်လျက်ရှိတာဖြစ်ပါတယ်။ UEFA ရဲ့အစည်းအမြင်အရချန်ပီယံဖြစ်တဲ့အသင်းနဲ့ဒုတိယရရှိတဲ့အသင်းအတွက် စုတစိမ့်90စီပေးအပ်ချင်းမြင့်ပေးမယ်လေ။ကွင်းတွင်းချင်းမြင့်ရာမှာ30စီသာပြင်ဆင်ထားပြီး ကျန်တဲ့20ကိုတော့အခမ်းအနားပြီးမှသာပြည့်ရတာပါ။စပါတင်ကစားသမားတွေအနက်ဒံရကြောင့်အနားယူနေရတဲ့ Medicine, Varna, Pavel, Kulusevski တို့ကဝစ်စုံပြေးနဲ့ဆုလက်ခံရယူခဲ့တဲ့လို့ဒုတိယရာသီဝက်ကာလမှာ West Brom အသင်းမှာအငှားတွားရောက်ကစားနေတဲ့ Lancia ဟာလည်းဆုတစိတ်ရရှိခဲ့တာကြောင့် Son Heung-min, Romero, Van den Gaal တို့အတွက်ဆုတစိတ်မကြံတော့တာဖြစ်ပါတယ်။ဒါကြောင့် UEFA ကစပါတင်ကိုတောင်းပန်ကြောင်းကြေညာချက်ထုတ်ပြန်ခဲ့ပြီးဒံရရကစားသမားတွေအပါအဝင်မျှော်မှန်းထားတဲ့ပမာဏထက်ပိုပြီးစင်မြင့်ပေါ်ရောက်လာသူတွေကြ ောင့်မလုံလောက်တာဖြစ်ကြောင်းလိုအပ်နေတဲ့စုတစိတ်တွေကိုအဝေလဲခန်းကိုလှည့်မြန်စွာပေးပို့ခဲ့ကြောင်းဖော်ပြထားပါတယ်။